ိုင်ဝမ်မှာဖြန့်ကျက်ဖို့စီစဉ်နေတဲ့တီတုံလေကြောင်းကာကွယ်ရေးစနစ်ကရန်သူပြစ်မှတ်တွေကိုပိုပြီးထိထိရောက်ရောက်ချေမှုန်းနိုင်မှာဖြစ်တယ်လို့ကာကွယ်ရေးဝန်ကြီးကပြောပါတယ်။အောက်တိုဘာ23ရက်နေ့မှာထိုင်ဝမ်အစိုးရဘတ်ဂျက်အစီအမံသစ်အတွက်ကာကွယ်ရေးစရိတ်တွေနဲ့ပတ်သက်ပြီးလွှတ်တော်မှာရှင်းလင်းတင်ပြတဲ့အချိန်ဝန်ကြီး Well Linden Ku ကအဲ့ဒီလိုမှတ်ချက်ပေးခဲ့တာပါ။သူကသမရလိုက်ချင်းတိအစိုးပြုထားတဲ့တီတုံလေကြောင်းကာကွယ်ရေးစနစ်ဖြန့်ကျက်ထူထောင်ရေးဟာထိုင်ဝမ်ရဲ့လုံခြုံရေးအတွက်အမှန်တကယ်လိုအပ်တယ်လို့လည်း လွှတ်တော်အမတ်တွေကိုရှင်းပြခဲ့ပါတယ်။တီဒုံးရဲ့အတိတ်ကအားသာချက်ကရန်သူပြစ်မှတ်တွေကိုအမြန်ဆုံးအာယုံကန်ထောက်လှမ်းပြီးပြစ်ချနိုင်ခြင်းဖြစ်တယ်လို့ကူကဆိုပါတယ်။ရှီရင်ဆွဲလေးချောင်းကာကွယ်ရေးစွမ်းရည်မှာဒီစနစ်ကိုအအောင်မြင်မြင်သွတ်သွင်းနိုင်မယ်ဆိုရင်ရန်သူချင်းချောက်မှုတွေကိုကြားဖြတ်ဟန်တားနိုင်စွမ်းမှာအများကြီးပိုထိရောက်သွားမှာဖြစ်ကြောင်းပြီးတော့နိုင်ငံရဲ့ကာကွယ်ရေးအရေးမြတ်တွေကိုပိုပြီးစနစ်တကျစီမံခန့်ခွဲနိုင်မယ်အထောက်အကူမျိုးလဲရလာနိုင်ကြောင်းကူကပြောပါတယ်။ တရုတ်ရဲ့အချင်းပြည့်ချင်းချောက်မှုကိုကြုံနေရတဲ့ထိုင်ဝမ်ဟာကာကွယ်ရေးစွမ်းရည်နဲ့ဤပညာတွေအဆင့်မြင့်တင်နိုင်ရေးကိုအပတ်တကုတ်ကြိုးစားနေပြီးတီတုံးကအဲ့ဒီရည်မှန်းချက်အတွက်အကန့်ညီဆုံးအားပြည့်မှုဖြစ်လာမယ်လို့ကူးကထောက်ခံခဲ့ပါတယ်တီတုံးရဲ့အဓိကဝိသေသကတော့ sensor to shooter ဆိုတဲ့နည်းလမ်းဖြစ်ပြီး American စစ်တပ်ကလည်းအဲ့ဒီဤပညာကိုအာရုံစိုက်မြင့်တင်နေပါတယ်ထိုင်ဝမ်ဟာဒုံးခွင်းဒုံးနဲ့ drone ဖြတ်စွမ်းရည်တွေကိုမမြင့်တင်နိုင်ဘူးဆိုရင် ထိရောက်တဲ့ချားဖြတ်ဟန်တားနိုင်စွာလည်းရှိလာမှာမဟုတ်ကြောင်းကာကွယ်ရေးစနစ်သစ်တွေဝယ်ယူဖြည့်တင်းရမှာလဲထိုင်ဝမ်ကရွေးရှားနိုင်စွာနဲ့စစ်ပွဲမှာရှင်သန်နိုင်စွာမြင့်မားတဲ့အချက်တွေကိုအထူးဦးစားပေးစဉ်းစားမှာဖြစ်ကြောင်းကူးကလွတ်တော်အစီရင်ခံမှုအပြီးသတင်းတောက်တင်နဲ့တွေ့တဲ့အချိန်ပြောကြားသွားတာပါထိုင်ဝမ်ဟာကြုံလာနိုင်တဲ့စစ်ပွဲအတွက်ပြင်ဆင်ရမှာတမယိုးကြနီလန်းတွေနဲ့ချင်းကပ်လို့မရပဲလမ်းတွေဖောက်ရမှာဖြစ်ကြောင်းတီတုံးမှာအဲ့ဒီရည်ရွယ်ချက်အတွက်အထူးကန့်ညီကြောင်းလဲသူကပြောပါတယ် တရုတ်ကထိုင်ဝမ်ကိုနိုင်ငံရဲ့ပိုင်နက်အစိတ်ပိုင်းတစ်ခုဖြစ်သတ်မှတ်ထားပေမဲ့သမရလိုင်းကတော့ညှင်းဆိုပြီးထိုင်ဝမ်ဟာအချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုဖြစ်ရပ်တည်ဖို့ကိုပဲလိုလားကြောင်းပြောဆိုထားပါတယ်။ပြီးတော့2030ပြည့်နှစ်မှာထိုင်ဝမ်ရဲ့ကာကွယ်ရေးအသုံးစရိတ်ကိုနိုင်ငံ GDP ရဲ့900ခန့်နှုန်းထိမြှင့်တင်ဖို့လည်းရထားကြောင်းလိုင်းကပြောကြားထားပါတယ်ရှင်။